မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာ။ယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘော်သူတက်ရောက်ပါစေ။ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါရစေ။ချက်ဂျေဇုတော်ကြောင့်2025ခုနှစ် အောက်တိုဘာလ18ရက်နေ့သို့ရောက်ရှိလာပါပြီ။ပူဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါတယ်။နေ့ရက်စင်တိုင်းချစ်စုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားနှက်ဝတ်တော်အဖြစ်တည်ဆောက်ဆရာဖြစ်စေပါ။နတ်နေတဲ့တမန်တော်ကိုကိုရောယူဆောင်ဖို့ပြပါ။အခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါ။သခင်ယေရှုနာမအားဖြင့်ဆုတောင်းလျက်ဝေငှပါれဖျား။အာမင်။ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါれ။ တရဆာလန်ချန်းကိုခြုံငုံလိလာနေပါတယ်။တခုမြောက်သောဆာလန်ကနေ150ခုမြောက်သောဆာလန်ထိဖြစ်တယ်။ကျွန်တော်တို့နေ့တိုင်းပေါ့နော်ခြုံငုံပြီးတော့ပေါ့နော်လိလာလိုက်တာကျွန်တော်တို့ဒီကနေ့ဆိုရင်89ခုမြောက်သောဆာလံကိုရောက်ပြီဖြစ်ပါတယ်။မနေ့ကထိဆိုကျွန်တော်86ခုမြောက်သောဆာလံထိပြီးပြီဖြစ်တယ်။အော်ဒီ89ခုမြောက်သောဆာလံကဘာကိုပြောတာလဲဆိုတော့ဘုရားသခင်ဟာဟောင်းသောအရာကိုနှက်တတ်ပါသလား။ဘုရားသခင်ကဟောင်းတဲ့အရာတွေ အတိတ်တွေကိုဘုရားခင်နှစ်သက်ရဲ့လားဆိုပြီးတော့ဒါဆာလန်ဆရာကဖော်ပြတာတကယ်တော့ဘုရားသခင်ကဟောင်းတဲ့နှလုံးသားထအတိတ်သောနှလုံးသားကိုနှစ်သက်တာဖြစ်တယ်အဲဒါပေမဲ့လည်းဟောင်းသောအရာတွေကိုအသက်ဖြစ်အောင် အကောင်းဆုံးလုပ်တဲ့အထဲမှာအတော်ဆုံးကဘုရားသခင်ပဲဖြစ်တယ်အဲဒါလေးကိုရှင်းဦးစွာအပြေးချင်တယ်ဒါကြောင့်ဘုရားသခင်ကနှစ်သက်တာတော့အတိတ်သောနှလုံးသားပဲနှစ်သက်တယ်ဒါပေမဲ့ဟောင်းသောအရာတွေကို အကောင်းဆုံးဖြစ်အောင် ပြုတ်ပြင်းတဲ့အရာမှာပြောင်းလဲစေတဲ့အရာမှာအတော်ဆုံးကတော့ဖျားသခင်ပဲဖြစ်တယ်။ဒါကြောင့်ဒီ29ခုမြောက်သောဆာလမဆာလံဆရာပြောတယ်ဖျားသခင်ဟာဟောင်းသောအရာကိုနှစ်သက်ပါသလား။ဒါကြောင့်ဒီ concept ခွန်ခုမြောက်သောဆာလံပိုက်ကန်30မှာဒီလိုရေးထားပါလေထို့သို့ဆိုသောငါသည်ကိုယ်မိုက်ကြောင်းကိုဝန်ခံရ၏ဟောဆာလံဆရာပြောတယ်သူမိုက်ခဲ့ပါတယ်တဲ့သူဆိုးပါတယ်သူဝန်ခံတယ်တဲ့ ပိသောဆက်ပြောရေဤမှုကအမြင့်ဆုံးသောဘုရားကြီးလက်ရာတော်နှင့်ပြုပြင်တော်မူခြင်းပေဒီအဲ့ဒီဆိုးခဲ့မိုက်ခဲ့ဟောင်းတဲ့ຢာတွေအလုံးပြုပြင်တာအကောင်းဆုံးဟာဘုရားသခင်ပဲတဲ့အဲသူတာကိုပြောချင်တာဖြစ်တယ်။တအောင်ဘုရားသခင်ဟာဟောင်းသောအရာတွေကိုပြုပြင်တာအတော်ဆုံးသောသူဟာဘုရားသခင်ပဲ။ဒါကြောင့်ဘုရားသခင်ကဟောင်းသောအရာထက် အသက်သောနှလုံးသားကိုအနှစ်သက်ဆုံးဖြစ်တယ်။ဒါပေမဲ့ဒီဟောင်းတဲ့အရာကိုပြောင်းလဲပြီးအသက်ဖြစ်ဖို့ကတော့ဖရာသခင်လုတ်ပေးမှာပဲ။ဖရာသခင်အားဖြင့်သခင်ယေရှုခရစ်တော်အားဖြင့်ပဲဖြစ်တယ်ဆိုတာကိုအားပေးချင်ပါတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်အသက်တာမှာအတိတ်ဟောင်း၊စိတ်ဟောင်း၊အတွေးဟောင်း၊အသက်တာဟောင်းဒါတွေအားလုံးကိုဖယ်ရှားပြီး သခင်ယေရှုအဖေအသက်တော်သက်တာ အတွေးသက်အမြင်သက်ဘဝသက်အနာဂတ်သက်ကိုဖျားနေသူရှောက်လန်းတဲ့အသက်တာဖြစ်ဖို့အားပေးခြင်းနဲ့ဒါ86ခုမြောက်သောဆာလံဖြစ်တဲ့နောက်86ခုမြောက်သောဆာလံတော့ပါလေဆိုတော့နော်ရာဇဝင် သမိုင်းမှာသင်ခန်းစာများဟောဒီ86ခုမြောက်သောဆာလံဆိုရကတော့ဒါဘိုးဘီးတွေပေါ့ Israelia တော်ရဲမှာနှစ်40လေခဲ့တဲ့အတွေ့အကြုံတွေရာဇဝင်တွေသမိုင်းတွေကနေ တင်ငန်းစာတွေပေါ့နော်ဖျားသခင်ကနေ့ချိန်မှဆိုဟာလာမိုးတိမ်တိုင်းညချိန်ဆိုမီးတိုင်းနော်ပင်လယ်ရေကိုခွဲခဲ့တယ်ကြောက်သေးရနေရေထွက်အောင်လုပ်ပြီးတယ်အဲအဲ့ဒါ concept ခုမြောက်တော့ဆာလံဖိုင်ကျွတ်တွေ့ရမယ်အဲ့တော့ဒီရာဇဝင်ထဲမှာတင်ငန်းစာတွေကျွန်တော်ယူဖို့ဖြစ်တယ်တော်လုတ်ပြီးတဲ့ဘုရားသခင်ကိုအစ္စရိယအပြစ်တွေတင်နေအမျိုးမျိုးမိကုန်းနေမိတယ် အဲအဲ့ဒီမိကုံးမေးအဖြစ်တင်တဲ့အထဲမှာကျွန်တော်မပါဘူးလို့ရင်ဒါကိုသင်္ကန်းစာယူဖို့ဖြစ်တယ်။ဒါကြောင့်68ခုမြောက်သောဆာလန်ဒီရာဇဝင်တပိုင်းမှသင်္ကန်းစာများဒါကြောင့်ဒီ68ခုမြောက်သောဆာလန်ပိုက်ငယ်14 15ကျော်ဖတ်ပြခြင်းနဲ့နေ့ချိန်၌ကမိုးတိမ်တိုင်းဖြစ်၎င်းညချိန်၌ကတညလုံးနီးလင်းဖြစ်၎င်းသူတို့ကိုလမ်းပြတော်မူ၏တော၌ကြောက်တို့ကို ဖောက်၍ ပင်လေရေကဲ့သို့များစွာသောရေကိုသူတို့အားတိုက်တော်မူ၏ခွန်ဆက်ချက်ကုမြောက်သောဆာလံပိုက်ငယ်၁၄မှ၁၅ကြောင်အတိတ်မှာဘိုးဘီရီဟာတော်ထဲမှာလေခဲ့ရပြီမင်းကြောက်ကနေရေပီးတယ်ပင်လေကို ခွဲစီတယ်နေ့ချိန်မှာမိုးတိမ်တိုင်းညချိန်ဆိုမိတိုင်းနဲ့လမ်းပြတယ်တလောက်ဖျားကလှုပ်ပြီးတဲ့ရာဇဝင်ကြီးရှိခဲ့တယ်အဲ့ဒါတော့သူတို့ဘလို့အဖြစ်တင်ခဲ့ဘူးလေ ခွန်ဆတ်ရှိခုမြောက်သောဆာလံပိုင်ငယ်32ကျော်ဖတ်ပြမယ်ထိုမှုရာလုံးစုံတို့နှင့်ဣသရေလလူတို့သည်တွေ့ကြုံရတော်လေအံပွေသောမှုတော်တို့ကြောင့်ယုံကြည်ခြင်းမရှိ ပြစ်မှားလျက်နေကြသည်ဤဒါလို့ကျွေးပေးလုတ်ပေးတဲ့ဘုရားကိုတဲ့ခြေစူးမတင်တဲ့ပြင်ပြစ်မှားနေတော့မယ်တဲ့ အဲ့ဒါကိုဆာလံ concession မှာဆာလံဆရာကအတိလင်းဖော်ပြထားတယ်ဒါကြောင့်ရာဇဝင်တွေတမိုင်းတွေကနေဒီသင်္ကန်းစာတွေယူတတ်ဖို့ဘုရားကိုအပြစ်မတင်မဲအချစ်မြင်ဖို့ဘုရားကိုတန်တရားနဲ့ကြည်တာထက်ယုံကြည်ခြင်းနဲ့ကြည်တတ်ဖို့မဲဒါရာဇဝင်တမိုင်းမှာသင်္ကန်းစာများဒါ concession ခုမြောက်သောဆာလံကဖော်ပြနေခြင်းဖြစ်ပါတယ်နောက်69ခုမြောက်သောဆာလံနဲ့80ခုမြောက်သောဆာလံထိကပါလေဆိုတော့ သိမ့်ပိုက်ချင်ခံရသောလူမျိုးများမှအော်ဟစ်တယ်။ဟောကျမ်းစာထဲမှာဒီသိမ့်ပိုက်ချင်ခံရတဲ့လူမျိုးတော်နော်အဲ့ဒီလူမျိုးတော်ရဲ့အော်ဟစ်တံကိုဘုရားသခင်ကဘာဖြစ်လဲနားထောင်ပြီးအဖြေပြီးပါလေတောင်သိမ့်ပိုက်ချင်းခံရတယ်ဒုက္ခတွေရောက်တဲ့အခါမှာလူမျိုးတော်ကဘုရားကိုအော်ဟစ်တယ်အဲ့ဒီဇံကိုဘုရားကကြားပြီးနားညောင်းတယ် အဲ့ဒါ59ခုမြောက်သောဆာလံနဲ့80ခုမြောက်သောဆာလံပဲဖြစ်ပါတယ်ကျွန်တော်နည်းနည်းလေးဖတ်ပြခြင်းနဲ့59ခုမြောက်သောဆာလံပိုက်ငယ်9မှာအိုးထာဝရဘုရားအမျက်တော်သည် အလင်းမငိမ့်ပဲအပေမြကာလပတ်လုံးထွက်ပါမိနီ အပေမြကာလပတ်လုံး စိတ်တော်သည် မပြေမိကဲ့သို့လောင်ပါမိနီအဲ့တော့လူမျိုးတော်ဟာဒုက္ခရောက်တဲ့အခါဘုရားသခင်နဲ့အမျက်တော်တွေဘာလို့ထွက်တာလဲ ဘာဖြစ်လို့စိတ်တော်မပြေပဲနေတာလဲကျွန်တော်တောင်းပါနဲ့ခွန့်လို့ပါဘာကြောင့်လဲသူတို့ဒုက္ခတွေရောက်တဲ့အချိန်မှာဘုရားသခင်ကိုအော်ဟစ်တဲ့အရာဖြစ်တယ်ပြီးရင်နောက်80ခုမြောက်သောဆာလာပိုက်ငယ်၄မှာကောင်းရင်ဘုရားရှင်ရှင်ထာဝရဘုရားကိုတော်ဤလူတို့ပြုသောပတ္ထနာစကားကိုအပေမြကာလပတ်လုံးအမြတ်ထွက်တော်မူမီနီနော်အဲ့တော့ခက်ခဲတဲ့အချိန်မှာဘုရားသခင်ကိုကျွန်တော်တို့အော်နေပါလေအမြတ်မထွက်ပါနဲ့ကဲတော်မူပါ ဒါကြောင့်ဒုက္ခရောက်တဲ့အချိန်ရန်သူတွေကြားမှာရောက်နေတဲ့အချိန်သူတို့ဘာသိမ့်ပိုက်ချင်းခံသွားရတဲ့အချိန်မှာလူမျိုးတော်ရဲ့အော်ဟစ်ဆုတောင်းတဲ့အတန်တွေကို89ခုမြောက်သောဆာလနဲ့80ခုမြောက်သောဆာလမှာဖတ်ရင်ဒီဖြစ်ပျက်တွေကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။နောက်81ခုမြောက်သောဆာလနော်81ခုမြောက်သောဆာလာနော်81ခုမြောက်သောဆာလာဘာလဲဆိုပွဲလန်းသဘင်များ ဂျူးလူမျိုးတွေအစ္စရေးတွေမှာပွဲလမ်းသဘင်တွေရှိပွဲလမ်းသဘင်ဆိုတော့ဖိယသခင်လောက်ခိုင်းနေသူတို့ပတ်တခါပွဲတို့နော်တကီနေပွဲတို့နော်ကျွန်တော်ပင်ဒီကုတ်ဒီပွဲတို့ဦးဒီပွဲတို့အဲလိုမျိုးတွေရှိပါတယ် ဒါကြောင့်ဒီပွဲလန်းသမီးလေးနဲ့ပတ်သက်ပြီးတဘိုးမုတ်ပွဲတို့နော်ဒါတွေရှိတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးရေးထားတာ80ခုမြောက်သောဆာလံဖြစ်တယ်အဲ့ဒါပွဲလန်းသမီးများကြော80ခုမြောက်သောဆာလံပိုက်ရင်နှစ်ကနေ၃ကြော်ဖတ်ပြမယ်တူရိယာမျိုးကိုစောင်းကြပတ်တာကို၎င်းတာယာသောစောင်းနဲ့တယောကိုလည်းယူခဲ့ကြလာဇန်းနေလာပြေနေပွဲသပင်နေ၌တဘိုးမုတ်ကြသောသောဤဒေလာမျိုး၌ထုံးပွဲ၍ရာကုန်မျိုး၏ဘုရားသခင်သည်ဆုံးဖြတ်တော်မူ၏ အဲ့တော့ဒါပွဲလာသမိုင်းနဲ့သက်ဆိုင်ပြီးတဘိုးမဟုတ်ရတဲ့စောင်းနေ တီးရတဲ့တယောကို တီးရတဲ့ဒီယာနဲ့ပတ်သက်ပြီးတော့ပေါ်ပြထားတာ82ခုမြောက်သောဇာလံဖြစ်တယ်။နောက်82ခုမြောက်သောဇာလံကနေ83ခုမြောက်သောဇာလံကတရားမြတ်စွာ အုပ်ချုပ်သောဘုရားသခင်ကို စန့်ကျင်ခြင်းဒါတော့တရားမြတ်စွာအုပ်ချုပ်နေတဲ့ဘုရားကိုလူတွေကစန့်ကျင်နေကြတယ်။ ဒီရာနဲ့ပတ်သက်ပြီး82ခုမြောက်သောဆာလံနဲ့83ခုမြောက်သောဆာလံဖိုက်ကျော်အိမ်မှာတွေ့ရမှာဖြစ်တယ်ကျော်နည်းနည်းလေး82ခုမြောက်သောဆာလံပိုက်ရင်နှစ်ကိုဖတ်ပြမယ်တင်းတို့ဒီမတရားသောသူတို့ဤမျက်နာကိုထောက်၍အဘေမြကာလပတ်လုံးမတရားသဖြင့်စီရင်ကြမည်နီအပြောစင်တာတရားမြတ်စွာလှုပ်ပြီးနေတဲ့ဖျားကိုမချိပဲလောကရာမတရားမှုတွေထဲမှာပဲနေနေကြတော့မယ် အဲ့တော့82ခုမြောက်သောစာလပိုက်ကနှစ်ကိုဖတ်ရင်တွေ့ရမယ်နော်ဒါကြောင့်အငယ်ခုနှစ်မှာလေ62ခုမြောက်သောစာလံပိုက်ငယ်ခွင်းမှာသို့တော်လေသင်တို့သည်လူကဲ့သို့သိ၍အခြားသောမင်းကဲ့သို့ဆုံးရှုံးခြင်းသို့ရောက်ကြလိမ့်မည်လူဟာတရားမျှတခြင်းမရှိတဲ့အခါမှာ အပြစ်ဆိုတဲ့အရာရှိတဲ့အခါတည်ခြင်းတရားနဲ့ဆုံရှုံခြင်းပဲရင်ဆိုင်ရတယ်။ဘာကြောင့်လဲ။တရားမျှတခြင်းမရှိလို့ဆုံရှုံရတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး82ခုမြောက်သောဆာလမာရေးထားသလို83ခုမြောက်သောဆာလမာလည်းအဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပဲတရားမျှတတဲ့ဘုရားကိုစန့်ကျင်တဲ့အရာတွေနဲ့ပတ်သက်ပြီးရေးထားတယ်။မတရားမှုတွေတဲ့ပါပဲနေနေတဲ့အရာတွေကိုရေးထားတာဖြစ်တယ်။ ဒါကြောင့်83ခုမြောက်သောဆာလံဘိုင်ငယ်16ဆက်ခေါ်မှာအိုးထာဝရဖျားသူတို့မျက်နာကိုရှက်စေတော်မူ၍သူတို့ဒီနာမတော်ကိုရှာကြပါစေသောစိတ်ပြည့်၍အစဉ်ပင်မခြင်းရှိကြပါစေသောအရှက်ကွေး၍ဆုံးရှုံးခြင်းသို့ရောက်ကြပါစေသောဆာလံဆရာ ပြောပါလေဖျားခင်ကိုစန့်ကျင်တဲ့သူတွေမှာအရှက်ကွေးခြင်းနဲ့ပင်မခြင်းဆုံးရှုံးခြင်းတွေပဲရှိလိမ့်မယ် ဒီအရာကိုသူဖော်ပြထားတာဖြစ်တယ်။ဒါကြောင့်တရားမျှတစွာအုပ်ချုပ်တဲ့ဘုရားသခင်ကိုစန့်ခြင်းပြီးလူတွေကမတရားမှုတွေကြားထဲမှာနေနေကြတဲ့အကြောင်းအရာတွေကိုဖော်ပြထားတဲ့အကျမ်းဒီ82ခုမြောက်သောစာလနဲ့83ခုမြောက်သောစာလဖြစ်တယ်။ကဲနောက်84ခုမြောက်သောစာလ84ခုမြောက်သောစာလဆိုတာကတော့ဘုရားသခင်အိမ်တော်၌ဝမ်းမြောက်ရွှန်လန်းခြင်းအော်ဘုရားခင်ရဲ့အိမ်တော်မှာနေတဲ့ဟာလားတိုင်းတော်မှာနေတဲ့တကြက်ကအချားမှာနေတဲ့ရက်တထောင်ထက်သာ၍ ကောင်းနေဆိုတာအဲ့ဒီ84ခုမြောက်သောဆာလမရေးထားတာအနာနဲ့အောင်ပြောရင်တော့ဘုရားသခင်ရဲ့အိမ်တော်မှာဝမ်းမြောက်ခြင်းရှိတယ်နှုတ်ကပတော်မှာဝမ်းမြောက်ခြင်းရှိတယ်ဘုရားသခင်နဲ့အတူနေရတဲ့အရာဟာအချိန်ကုန်လို့ကုန်မမသိအောင်ထူးခြားနေတယ်ဒါကိုရေးထားတာ ။ဒါကြောင့်84ခုမြောက်သောဆာလံပိုက်ငယ်30ကျော်ဖတ်ပြမယ်။တတိုင်းတော်တို့အတွင်း၌နေသောတရက်သည်အခြားရ၌နေသောရက်တထောင်တက်သာ၍ကောင်းပါ၏။မရရသောသူ၏နေရာ၌နေရသောအခွင့်ထက်ကျွန်ုပ်၏ဘုရားသခင်အိမ်တော်၌တကားဆောင်ရာကိုကျွန်ုပ်သာ၍နှစ်သက်ပါ၏။အာမင်။ဒါကြောင့်ဒီ84ခုမြောက်သောဆာလံကဖျားသခင်ရဲ့တိုင်းထဲမှာပဲနေခြင်းဟာအခြားဘာနဲ့မှမတူအောင် ကောင်းတယ်ဆိုတဲ့အရာကိုဆာလံဆရာက ဖော်ပြထားတာဖြစ်တယ်။နောက်85ခုမြောက်သောဆာလံနဲ့86ခုမြောက်သောဆာလံကဘုရားသခင်တည်မြဲတဲ့မေတ္တာတော်အဲဘုရားသခင်ရဲ့တည်မြဲတဲ့မေတ္တာတော်အကြောင်းကိုရေးထားတယ်။အဲ85ခုမြောက်သောဆာလံဘာကြီး37ကိုကျွန်တော်ဖတ်ပြမယ်။ဂယုဏနဲ့သစ္စာစုံမိပြီ။တရားနဲ့ချမ်းသာသည့်တပါးကိုတပါးနမ်းကြပြီ။အဲဒါကြီးအထူးကြတာ။85ခုမြောက်သောဆာလံဘာကြီး30 ခယူနာနဲ့သစ္စာဆိုတာဘုရားရဲ့ခယူနာနဲ့လူရဲ့သစ္စာတရားစုံဖို့လိုပါတယ်တဲ့နော်တရားနဲ့ချမ်းသာတပါးနဲ့တပါးနန်းနေတရားတော်မှုပြုသောသူတို့ချမ်းသာခြင်းကောင်းခြင်းပြောကြတာဘုရားသခင်ရဲ့လိုလီသေးမရှိအောင်လှုပ်ပေးခြင်းနဲ့လာနန်းနေတရားတော်သူတို့ပြီးတော့ဆက်ပြောပါတယ်သစ္စာသည်မြေကြီးထဲကပေါက်လိမ့်မည်တရားသည်ကောင်းငင်ပေါ်ကငုတ်ကြည့်လိမ့်မည်ကျွန်တော်လာမယ့်နှစ်တစ်ထောင်ပေါ့နော် သခင်ရှုအုပ်ဆိုးတဲ့အချိန်ကာလနော်နှစ်တထောင်လောကမှာသခင်ရှုခရစ်တော်အုပ်ဆိုးတဲ့အချိန်မှာနှစ်တထောင်ကာလမှာနော်တောက်ခွေးနဲ့လူစုကလေးကကစားမယ်ချင်းသိမ့်နဲ့ဟလာကလေးနဲ့ကစားမယ်ကလေးကမွေစိုးရဲ့တွင်းပေါ်မှာလက်နိုင်တယ်ဘာကြောင့်လဲဆိုတော့စာရမဏေမရှိတော့နှစ်တထောင်ကာလဒါတော့ဗျာဒီကျမ်းစင်တဲ့အခါကျော်အများကြီးရှင်းပြခဲ့ပါတယ် အောင်နားလည်အောင်ပြောရင်တော့နှစ်ထောင်ကာလတခေရှုဥဆောင်တဲ့အချိန်မှာဘာမှတပ်ဖြတ်ခြင်းညင်းဆဲခြင်းဒုက္ခပေးခြင်းဘာတစ်ခုမှမရှိတော့ငြိမ်းချမ်းပြီးตายရမယ်အဲဒီကာလအချိန်နဲ့တတ်ဆိုင်ပြီးလဲသူကကြိုပြောတာ85ခုမြောက်သောစားဘာကြောင့်လဲတစ္ဆာမြည်ကြီးတဲ့အပေါ့တရားကောင်းငင်ဘဝငုတ်ကြည့်တရားနဲ့ချမ်းသာတစ်ပါးနဲ့တစ်ပါးနားမယ်အဲ့ဒါတွေက85ခုမြောက်သောစားလာပိုက်ငယ်10ရက်ဆက်နှစ်မှာ အငယ်ဆက်နေမှာလေအကယ်စင်စစ်ထောက်ဖျားသည့်ခြေဆုပြု၍ငါတို့မြေသည်မိမိဘာနာကိုပေးမယ်အဲ့တော့ဘုရားသခင်ကခြေဆုပြုတဲ့အခါမှာတဲ့မြေကြီးอ่ะမနော်ဘန္တာကိုဘာဖြစ်လဲပေးမယ်နော်ကျွန်တော်မြေကြီးတဲ့ကနေဘန္တာဘုရားသခင် ပေးတဲ့ဘန္တာဟာမြေကြီးမှာရှိတယ်တဲ့အဲ့တော့ပြောချင်တာတော့ဘုရားသခင်ဥဆောင်တဲ့ကာလမှာဘုရားအကုန်လုံးသူတာဝန်ယူမယ်ပြောချင်တာတော့နှစ်တစ်ထောင်ကာလ လောကကြီးမှာဒါယုံကြည်သူကနှစ်တထောင်ပြန်နေပြီး rapture လို့ခေါ်ရဲခြေဆောင်ခြင်းပြီးသွားရင်ဟာလာဒီနှစ်တထောင်ကာလလောကကြီးမှာ ပြန်နေရအောင်မယ်အဲ့ဒီအချိန်မှာ ဖြစ်မဲ့အဖြစ်ပြက်လေးတွေကိုဒီ65ခုမြောက်သောဆာလာမှာကြိုပြီးပါလို့ထားတာလေပေါ်ပြထားတာဖြစ်ပါရင်နော်တောင်85ခုမြောက်သောဆာလာမိုင်ရဲ့30ကနေ7နှစ် တွဲမှာဖတ်ရင်ဒီအကြောင်းအရာတွေကိုရေးထားတာ ဖြစ်ပါတယ်နောက်86ခုမြောက်သောဆာလံနော်86ခုမြောက်သောဆာလံလေးနော်ဒီသဘောပဲဒီဆာလံ86မှာလေဘုရားခင်ရဲ့တည်မြဲတဲ့မြတ်တာရောနော်ဒါနဲ့ပတ်သက်ပြီးတော့86ခုမြောက်သောဆာလံပိုက်ရင်၄မှာဒီလိုရေးထားတယ်အိုးသာဝရဖျားကိုရော်ဒီကျွန်ုပ်ကိုကိုရော်ကိုကျွန်ုပ်တတ်တတ်သည်ဖြစ်ပြီးကိုရော်ဤကျွန်သည်ဝမ်းမြောက်မိအကြောင်းပြုတော်မူပါဘုရားသခင်မြတ်တော်ရှင်ဖြစ်တဲ့ကသူ့ကိုတတ်တတ်တဲ့သူကိုသူဝမ်းမြောက်ခြင်းပေးပါလေ ဒါကိုဆာလန်ဆရာက85နဲ့86တို့မှာဖော်ပြထားတာဖြစ်တယ်။ကဲနောက်89ခုမြောက်သောဆာလန်89ခုမြောက်သောဆာလန်ဆိုတာဘာလဲဆိုတော့ဖျားသခင်ရဲ့မြို့တော်မှာမြို့သူမြို့သားတွေနော်ဖျားသခင်ရဲ့မြို့တော်မှာမြို့သူမြို့သားတွေရဲ့ဝမ်းမြောက်ခြင်းနဲ့ပတ်သက်ပြီးရေးထားတာအဲ့ဒါလေးဖတ်ပြခြင်းနဲ့89ခုမြောက်သောဆာလန်အပိုင်ငယ်နှစ်မှာထောက်ပြသည့်ယာကုပ်၏နေရာအပေါင်းတို့ထက်ဇိယုန်တကားတို့ကိုတာ၍နှစ်သက်တော်မူ၏ ကျောင်းစင်နာဘုရားကြီးမြို့တော်ယေရုရှလင်မြို့မှာတာယာခြင်းနေဝတ်မြောက်ခြင်းနေပြန်ရရှိမယ်ဆိုတဲ့အကြောင်းပြန်ရေးထားတာပေးအငယ်6မှာထောက်ပြသည့်လူမျိုးတို့ကိုစီးရင်ယူတော်မူသောအခါဤမိသောမျိုးသည်မြို့တော်၌ဖွားမြင်ပြီးသောမျိုးဖြစ်သည်ဟုသိမှတ်တော်မူမည်နော်ယေရုရှလင်ကခေဆက်ဆက်ဒုက္ခတွေရောက်တဲ့ယနေ့တိုင်အောင်မျိုးမျိုးသောဒုက္ခတွေရှိတယ်ဒါပေမဲ့သခင်ယေရှုခရစ်တော်ဥဆောင်တဲ့အချိန်ယေရုရှလင်မြို့မှာနန်းထိုင်တဲ့အချိန်မှာဒီယေရုရှလင်မြို့ကြီးကတာယာပြီးဘုရားသခင်ကြီး မြို့တော်ဟာမြို့သူမြို့သားတွေနဲ့စီကားပြီးသဗ္ဗတရားချင်းရှိမင်းဆိုတဲ့အကြောင်းအရာကိုဖော်ပြထားခြင်းဖြစ်တယ်။အဲ့ဒါ88ခုမြောက်သောဆာလံဖြစ်တယ်။နောက်88ခုမြောက်သောဆာလံမှောင်မိုက်နဲ့မျောလင့်ချက်ကင်းမဲ့ခြင်းလောကမှာမောင်မိုက်တွေကလွန်မွန်းလို့မျောလင့်ချက်တောင်ကင်းမဲ့တဲ့အကာလ စ်တတ်တယ်ဆိုတဲ့အရာကို88ခုမြောက်သောဆာလံမှာဆာလံဆရာကရေးထားပါတယ်။အဲ88ခုမြောက်သောဆာလံပိုက်ခင်15ကျော်ဖတ်ပြမယ်။ကျွန်တော်ဒီဒုက္ခဝေနာခံရ၍သေစေရှိပါ၏။စီရင်တော်မူသောဘေးများကိုငယ်သောရွယ်ကပင်ပင်မှန်းပါ၏။ငယ်သောရွယ်ကပင်ခံရ၍ပင်မှန်းပါ၏။88ခုမြောက်သောဆာလံပိုက်ခင်15နားလည်အောင်ပြောရင်တော့မောင်မိတ်ချင်းတွေကမြန်လုံးလို့ဖုံးသွန်းနေပြီတဲ့။ မျောလင်းကြလေကင်းမနေပြီဒါပေမဲ့ဘုရားခင်လှုပ်မှပဲအကောင်းဆုံးပြန်ဖြစ်မယ်ဒါကိုဆာလံဆရာက88ခုမြောက်သောဆာလံမှာရေးထားတယ်ဒါကြောင့်မောင်မိုက်ချင်းနဲ့မျောလင်းကြကင်းမတဲ့အချိန်ကာလဒီရှိတတ်တယ်ဒါကြလေကျွန်တော်ရဲ့ဘဝမှာမျောလင်းကြဒီကင်းမမောင်မိုက်ချင်းတွေကဖုံးလွှမ်းပြီးတော့ မျောလင်းရမဲ့တဲ့အခါရှိပေမဲ့ဘုရားသခင်ကပဲမျောလင်းပါတဲ့အဲ့ဒီဘုရားသခင်ကပဲအကုန်ပြန်လုပ်ပေးမယ်ဒါကိုရည်ခြင်းဖြစ်ပါတယ်နောက်89ခုမြောက်သောဆာလံကတော့ဒါဝိတ်နဲ့ပြုသောဗြိဉ္ဉံကိုသတိရတဲ့အကြောင်း ်ဘုရားကဒါဝိဒ်နဲ့ပြင်ရင်ပြုတ်ထားတယ်နော်ဒါဝိဒ်ကိုတကယ်ကောင်းချီးပေးမယ်ဒါဝိဒ်ရဲ့ယာဇပ်ပလေမာသခင်ရှုထိုင်မယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဒါဝိဒ်နဲ့ပြင်ရင်ပြုတ်တဲ့အရာတွေကိုဖော်ပြထားတယ်အဲ့ဒါ89ခုမြောက်သောဆာလံပိုက်ငယ်20ကျော်ဖတ်ပြမယ်ငါကြီးကျွန်ဒါဝိဒ်ကိုငါတွေ့၍တန်ရှင်းသောစီနဲ့ဗိသိက်ပေးပြီသူ့ဘက်မှာငါလက်သည်တီလိုက်ပြီငါလက်ယုံသည်သူ့ကိုမြဲမြံခိုင်ခန့်စေမိအာမင်89ခုမြောက်သောဆာလံစရာက ဒါဝိမင်းကြီးနဲ့ဘုရားသခင်ပြင်ရင်ပြုလို့ဒါဝိမင်းရဲ့ယာဇပ်ပလင်မှာသခင်ရှုကထိုင်နေအော်ပြောကျင်တာခင်ဆက်ဆက်တည်မြဲမယ်ဒါဝိကိုပြုထားတဲ့အတိုင်းအဲ့ပြင်ရင်တိုင်းဘုရားသခင်ကဂရုပြုထားတဲ့အတိုင်းလှုပ်ဆောင်မယ်လို့အဲ့ဒီအကြောင်းအရာတွေကို89ခုမြောက်သောဆာလမဆာလန်ဆရာကရေးထားပါတယ်ကဲဒီကနေ့နောက်ဆုံး90ခုမြောက်သောဆာလ90ခုမြောက်သောဆာလန်ဆိုတော့မောရှေပြုတဲ့ပထနာဖြစ်တယ် ဒါဒီဆာလံကျမ်းကိုရေးတာကျွန်တော်အလုံးသိတယ်မောရှိဖြစ်တယ်မောရှိကဖျားသခင်အလုံးသုံးခဲ့တဲ့ပုဂ္ဂိုလ်တို့ဖြစ်တယ်တကယ့်ကို prophet တူလေးဖြစ်တယ် Israel လူမျိုးတွေကိုတကယ့်ကြီးမားတဲ့ဒုက္ခအနေရတဲ့ကနေဖျားသခင်အားဖြင့်ကယ်နှုတ်ခဲ့တဲ့သူလေးဖြစ်တယ်တောက်ဒီ90ခုမြောက်သောဆာလံတူတော်သောချိန်ကာလ၌များစွာလှုပ်ဆောင်ခြင်းများလူသက်ကတူတူလေးပါတဲ့ဒါပေမဲ့အများကြီးလှုပ်ဆောင်ကမယ်ဒါတွေကိုသူကဖော်ပြထားတာ ဒါကြောင့်လေလူဟာအသက်80ပြည့်ပြီး80ကျော်ရင်တဲ့ပင်မခြင်းတွေဝါနေခြင်းတွေလာတတ်တယ်ဟိုနားနားလိုက်ဒီနားနားလိုက်မနှဆူနေကောင်းညဆူနေမကောင်း အန်တာသက်80ကျော်ရင်ဖြစ်လာတတ်ပါတယ်တဲ့အဲဒါတွေကို तू ကဘာဖြစ်လဲတူတောင်းတဲ့အချိန်ကာလနဲ့ပတ်သက်ပြီးအဖော်ပြထားတယ်ဒါကြောင့်90ခုမြောက်သောဆာလံပိုက်ငယ်30မှာအကျွန်ုပ်တို့ရဲ့အသက်ရွယ်သည်အနှစ်80အတိုင်းရှိပါ යි အာချီ၍အနှစ်80ပြည့်တော်လဲဝါကြွားခြင်းသည် ပင်ပန်းခြင်းနဲ့ဝါနေခြင်းဖြစ်ပါ යි ထိုတတ်တို့သည်လည်းမြန်မြန်လွန်၍အကျွန်ုပ်တို့သည် စုတည်ကြပါ යි တောင်တူက80ကျော်လိုက်ရင်ဝါကြွားခြင်းပင်မခြင်းပဲအသက်ကြီးတယ်ဆိုတော့ဝါကြွားခြင်းတော့ရှိပေမဲ့ပင်မခြင်းတွေပါလာပြီခါရီနာဒူရီနာမျက်စိတွေမကောင်းပါဇက်တွေကသွားတွေကဝါလိုမရစီတွေမထိန်နိုင်အဲဒါတွေကပင်မတက်တယ်တဲ့ဒါကြောင့်တူတော်တဲ့အချိန်ကာလမှာအသက်ရွယ်ပြုစဉ်အကောင်းဆုံးအသက်ရှင်ဆောင်ရွက်ပါလို့ပြောခြင်းလည်းဖြစ်ပါတယ်ဒါ90ခုမြောက်သောဆာလဖြစ်တယ် တောက်တယောက်ချစ်ချမ်းဖြင့်လူဟာအချိန်တိုတဲ့တိုတောင်းတဲ့ကာလလေးနေရပြီမဲ့အကောင်းဆုံးသက်ရှင်ရရှိတဲ့နေရာမှာဘုရားဘုံထင်ရှားစွာသက်ရှင်ရ ိတ်တလို့သက်ရှင်လို့မရဘုရားနှစ်သက်တဲ့အသက်တာနဲ့အသက်ရှင်တတ်ဖို့ဆာလံဆရာကြီးကဒီမှာ90ခုမြောက်သောဆာလံထီပေါ်ပြခဲ့တာဖြစ်တယ်။ဒါကြောင့်ကျော်ကျမရဲ့သက်တာမှာတဲ့အသက်ရှင်စေမှာအကောင်းဆုံးအသက်ရှင်တတ်ဖို့ဒီနှစ်ွက်တော်အဖြစ်တဲ့ကိုဘုရားကောင်းချီးပေးပါစေလို့ပေါ်ပြရင်နောက်ဆုံးဖြစ်ပျက်တစ်ခုပြောပြီးနေကုန်ချုပ်ခြင်းနဲ့ဒါကြောင့်လယ်သမိုင်းတယောက်ကသူကလယ်ထွန်ရင်းနဲ့ပင်မလို့တစ်ပင်တစ်ခုအောင်မှသူအိတ်ပြော အဲ့အချိန်မှာပဲယုံတကောင်ကသူ့နောက်ကမြေကိုရလိုက်လာလိုက်လာတော့ယုံကကြောက်လန့်ပြီးပြေးတာအဲ့လဲသမားအိတ်နေနဲ့တစ်ပင်နဲ့ယုံရဲ့ခေါင်းနဲ့ဝင်ဆောင်ပြီးယုံကပွဲချင်းပြီးထိသွားတာဟာအဲ့အချိန်မှာပဲလဲသမားနိုးလာတဲ့အခါမှာမြေကိုရမောင်းထုတ်တော့မြေကိုရပြေးတော့အဲ့အချိန်မှာပဲလဲသမားယုံသေးကိုယူပြီးတော့အိမ်မှာချက်စားသဘောရီကြပြီးဟာငါအိတ်နေတာတော့ယုံဝင်လာတိုက်တယ်ပေါ့သူသဘောရီကြချိန်နဲ့ချိန်နဲ့ အဲ့ချိန်မှာပဲ तू ကဘလို့ခံစားရလဲနော်တရောငါဘာလှုပ်ရှားမလို့ငါအိပ်ပြီးစောင်းနေဂျုံလာမှာပဲဆိုနောက်နေလဲအိပ်ပြီးစောင်းနေအဲ့လိုပဲလှပေါင်းများစွာစောင်းနေကယုံကထပ်ပေါ်မလာတော့ဘူးလीသူပဲပြင်းကြီးသွားတာအဲ့ချိန်မှာယုံမလာတော့ကဲလဲထုံးမယ်ဆိုချိန်လိုက်တာလဲထုံးတဲ့ချိန်ကလွန်သွားပြီနောက်ဆုံးလဲမထုံးတဲ့ကစံစဘာမရှိတော့နောက်ဆုံးအစာငတ်ပြီးသိသွားတာဟောဒီအရာလေးကကျွန်တော်တို့ကိုသင်ခန်းစာပေးတယ်အကြောင်းမျိုးမျိုးကြောင့်เนาะတိုက်ဆိုင်မှုတစ်ခုအဖြစ်เนาะ ဝင်လာတဲ့အရာတစ်ခုတခါလေးလေလောကရဲ့ဆွဲဆောင်မှုတစ်ခုပေါ်မှာအခြေခံပြီးတော့အသက်ရှင်အဲ့ဆွဲဆောင်မှုတွေကပဲလူတို့ဒုက္ခပေးသွားတာတောင်ဒီကနေ့လောကရဲ့ဆွဲဆောင်မှုတွေမှာအခြေခံပြီးအသက်ရှင်ရတာမဟုတ်လေသမားဆိုလေဒီယုံရဲ့ဆွဲဆောင်မှုအောက်မှာယုံတကောင်လောက်ရဘူးတော့တသလုံးရမယ်ဒီမီဘာမှလုံးမလုံးပဲငုတ်တို့ထိုင်အိတ်နေတာဘာမှမဖြစ်လာတော့ငတ်ပြီးသေးရဒီကနေ့လောကကြီးမှာကြားနေရတဲ့သတင်းစိုးတွေလောကပြဿနာတွေကြောင့်သာ သင်ဟာစိတ်တကြမယ်ဆိုရင်သင်အသက်ရှင်ဖို့တောင်ဖြစ်မှာမဟုတ်တော့ဘူး။ဒါကြောင့်လောကအရာတွေကိုကြည့်ပြီးတော့အသက်မရှင်မိပဲနဲ့ဘုရားသခင်ကိုမျှော်ကြည့်ပြီးနေ့တိုင်းအသက်ရှင်တတ်ဖို့ဆာလံဆရာကသွန်သင်ထားတယ်။ဒါကြောင့်ဘုရားသခင်ကိုမျှော်ကြည့်လေနေ့တိုင်းအကောင်းဆုံးအသက်ရှင်နိုင်သောသူများဖြစ်ပါစေလို့အားပေးရင်နေကုန်းချုပ်လို့ပါတယ်။ကျွန်တော်ရုပ်ချင်းစီတိုင်းဖြတ်ရှင်သာ၍ ကောင်းချီးပေးပါစီကျွန်တော်ဒီကနေ့လဲ internet line အခက်ခဲကြောင့်အနေငယ်နောက်ချမှုအတွက်နားလည်ပြဖို့ရန်အတွက်မေတ္တာရက်ခံလို့ရတယ်။ကျွန်တော်ချိန်ညာဆရာကတော့နှစ်ဖန်အာယုံဥပ္ပုကိုကိုွယ်ခြင်း၁၈ရက်အောက်တိုဘာ၁၈ရက်2025မှာနာရီ6နာရီကနေ7နာရီအတွင်းမှာကျွန်တော်6ရက်တွင်ရုပ်ကြည်ခြင်းနဲ့ချင်းသင်းတော်မှာရှိပါတယ်ကျွန်တော်ပဲဓမ္မဒေသနာ ဝေခါမှာဖြစ်တဲ့ယုံပိတ်ကြောက်ပိတ်တဲ့နေ့များဖြစ်တဲ့ကြောင်းအားလုံးပဲလာနိုင်ဖို့ရအထူးပဲနှွေးထွေးစွာချုပ်ဆူသလိုဒါပဲ Sunday ဘုရားကိုယ်ွယ်ခြင်းမှာလေကျွန်တော်ပဲဒီမှာဒီနာဝေခါမှာဖြစ်တဲ့19ရက်နေ့အောက်တိုဘာလ2025နဲ့9နိုင်ရက်နေ့17နိုင်အတွင်းမှာဒီနေ့ဝင်ဘုရားကိုယ်ွယ်ခြင်းရှိပါတယ်ကိုတော့ချီးမွမ်းခြင်းတော့တိသက်ရှယ်ရဂီဆော့ဖုတ်ခွာချီးမွမ်းမှာဖြစ်ပြီး worship leader ဖြစ်နတ်ဘုန်းကြီးရွှေဦးဆောင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်နှုတ်ကပတ်တော်ဝေခါမှာဖြစ်တဲ့အားလုံးကိုနှွေးထွေးစွာဖြစ်ကျေးဇူးပါတယ် ဒီဖြစ်9နိုင်မှနေ17နိုင်အတွင်းဖြစ်သလိုနေတဲ့ people ပြိသက်များတော့ဒီ live ကနေပဲ YouTube နဲ့ Facebook ဒီ page ကနေပဲလွှင့်ပေးမှာဖြစ်သလိုလာမယ့် Sunday မှာအဲကျွန်တော်ဒီ chance ကချစ်ကိုကြီးပြိုင်တော့သူအားလုံးရဲ့ပြည်နယ်နဲ့တိုင်းအသီးသီးမှာကိုယ်စလဲနာမည်တွေနဲ့လိပ်စာတွေနဲ့ဖုန်းနံပါတ်တွေကျွန်တော်ကြော်ညာတဲ့အစီအစဉ်မှာ announce လုပ်ပေးပါမယ်။အဲဒီနေ့မှာဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနောက်ကတော့နားထောင်ရင်းနဲ့ဒီမိမိ ကျန်းစာကူရေးတာ ပြီးသွားပြီးတတ်မှတ်တဲ့နေ့သွားပို့ရမယ်နေ့ကျရင်ပြည်တိုင်းနဲ့တိုင်းသီးသီးမှာနေကိုစလေတွေသူတို့ရှိမှသွားပို့နိုင်ဖို့ရန်အတွက်ဖော်ပြပြီးမှဖြစ်ပါလေဒါကြောင့်ထိုနေ့မှာ အထူးပဲနှုတ်ကပတ်တော်ခွန်အားယူရင်ကြောညာကဏ္ဍမှာဝင်ရောက်ကြည့်ရှုနိုင်ကြောင်းကြည့်ရှုနိုင်ဖို့ရန်အတွက်ဖော်ပြပေးလိုပါတယ်။လာမယ့်တနင်္လာနေ့မြန်မာစံတော်ချိန်ညနေ6:00 sorry 3:00နာရီခွဲမှာပြန်လည်တွေ့ဆုံမှာဖြစ်တဲ့အဲဒီအချိန်ကျွန်တော်62ခုမြောက်သောဆာလန်းနေဆက်ပြီးစင်ကျင်ခွန်အားယူနားထောင်တော့မှာဖြစ်ပါတယ်။ဒီကနေ့ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်းတာ၍ ကောင်းချီးပေးပါစီဆွတ်တောင်းကောင်းချီးခံယူကြပါစို့ခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်သုံးပါးသို့ဖျက်ထံတော်ပါမှကောင်းချီးဖျက်ဖျက်သည်ချီးရှုတဲ့အွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သလကောင်းယနေ့မွေးနေ့ချောက်တဲ့ဒေါ်ရှိလာနဲ့တကွမွေးနေ့ရှင်များသူဖြင့်မွေးနေ့ချောက်တဲ့ကရောတမီလီအီဂရီထွက်လင်းနေဖျားသခင်တမီလီကိုကောင်းချီးပေးလျက်ယနေ့မွေးနေ့မှသည်နှစ်ပေါင်းကာလအစဉ်မြဲသခင်ကြီးလာကောင်းချီးခံစားရသလို့ မွနီရှင်များမင်္ဂလာနှစ်ပတ်လည်းခြောက်သောသူများဘုံတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရလျက်ချက်ရှိတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ဘေးဥပါဒေကင်းဝေးခြင်းစစ်ပွဲတွေရပ်တန့်ခြင်းစားစရာလိုတဲ့သူစားစရာပေးခြင်းမလုံခြုံတဲ့သူများလုံခြုံစေခြင်းအိုးအိမ်မဲ့တဲ့သူအိုးအိမ်ပေးခြင်းဖခင်ရဲ့လက်တော်ကွယ်ကစောင့်မခြင်းသည်တင်တော်အားလုံးစားစာကြည့်ကူးရသောသူများမှစမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလဆင်းမြဲကောင်းကြီးဖြာဖြာတက်ရောက်သည့်ရှိလျက်တည်နေပါစေသော အာမင်ယေရှုတင်ပါတယ်ယေရှုတို့အားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေ။နေသချင်းရှိပါစေ။ကျောပြန်လည်တွေ့ဆုံကြပါစို့။